ြည့်စုံနိုင်ကြပါစေ။ဦးဇင်းရဲ့ဆွေတော်မျိုးတော်များအလုံးပုံပုံကတော့ဟိတေတီဆရာတော်ပါ။ပုံပုံကတိတော်အပေါ်မှာရှောင်းမင်းကြော်ကြော်စွန်းစွန်းရှည်လောက်တရားရှုမှတ်နေကြတဲ့လူတွေအတွက်အထောက်အကူပြုနိုင်အောင်အကြံပြုပြောကြားနေတာပါ။ အဲ့ဒါအဲ့ဒီဗီဒီယိုဖိုင်ကို YouTube ပေါ်မှာတင်လိုက်တဲ့အခါ YouTube မှာတက္ကမတယောက်ကောင်မန့်လာပေးတာပေါ့ဒေါ်ခင်းစန်တင်လို့ထင်တာပဲတရားစခန်းဝင်လို့ရအောင်ပြောချပေးစီလိုပါတယ်ဘုရားတဲ့အဲ့ဒါနဲ့တရားစခန်းဝင်ဖို့ ဒါ online ပေါ်ကနေရှင်းပြဖို့ဆိုရေခါကြတော့ဒါ internet line နေလို့ရ YouTube မှာ live လွှင့်ဖို့ကြတော့လေ internet line ကောင်းဖို့လို့ရဖုန်းနေ doubt တွေတစားပလာတွေလူသေးတာပေါ့အဲ့ဒါနဲ့ဘယ်လိုမျိုးတခုစိတ်ခူးရလေဆိုတော့ pattern ဖုန်းနံပါတ်နဲ့ကိုတို့ကအားရတဲ့အချိန်တခုချိန်တာပြီးတော့မှ အတန်ဖုန်းနံပါတ်တစ်လုံးလေးနဲ့ဆေးရောက်ကိုခေါ်လို့ရပါတယ် conference call လို့ခေါ်တာပေါ့နော်အဲ့ဒီဆေးရောက်စာကိုကိုကမနေ့၄နာရီမှ၅နာရီထိတရားမဲ့မယ်ဆိုရင်အဲ့ဒီအချိန်မှာတခါတည်းဖုန်းခေါ်ပြီးတော့မှတရားမတည်နီလန်းတွေကို ရှင်းပြပြီးတော့ဖုန်းဖုန်းကလည်းဒီဘက်ကတရားမဲ့နေမှာဖြစ်တယ် တရားမချင်တဲ့သူတွေကလည်းမိမိရဲ့အတွန်ဖုန်းနံပါတ်ကို comment အောက်မှာပေးထားခဲ့ကြပါဖုန်းဖုန်းကခေါ်ပြီးတော့မှတခါလေတရားမဏီကိုသင်ကြားပေးမှာဖြစ်ပါတယ်ဖုန်းဖုန်းကိုယ်တိုင်လည်းဒီဘက်ကမှတ်နေမယ်တရားမဲ့လူတွေလူတွေကလည်းအဲ့ဒီဖုန်းကနေကြားတဲ့အတန်တွေနဲ့ဒါ motivation တွေနဲ့ distraction တွေနဲ့အတရားမဲ့လို့တဲ့ယောဂီတွေကိုဖိတ်ခေါ်ဖို့အတွက်ကောင်းမန်းအောက်မှာမိမိရဲ့အတွင်ဖုံးနံဘက်ကိုထားခေးကြပါလို့ပုံပုံကအခုကတော့ဒါ YouTube ကနေအဆန့်ပေါ့စံတဲ့ပြီးတော့ live လွှင့်ကြည့်တာပေါ့တခါမှ live မလွှင့်ဘူးပါဘူးเนาะ စံတပြီးတော့လိုက်လွင့်ကြည့်တာဖြစ်ပါတယ်အဲ့ဒါနဲ့မိမိတို့တရားမဲ့လူတွေဓမ္မမိတ်ဆွေတွေယောဂီသူတော်စင်တွေအနေနဲ့ကိုတို့ကရိတ်တာထိကိုမတော်ဘူးကိုအိမ်မှာကိုနေပြီးတော့တရားမဲ့မယ်ဆိုရင်ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာမိမိရဲ့အတွန်ဖုန်းနံပါတ်ကို ထားခဲ့ကြပါ အဲ့ဒီအတွင်ဖုန်းနံပါတ်ကိုပဲဆက်ပြီးတော့မှဘေးအချိန်မှာလူတွေအများကြီးအားလေမနေ့အစောကြီး၄နာရီကနေအရင်၄နာရီကနေဖုန်းဖုန်းကဆေးလုံးလောက်ဆေးရောက်လောက်ကိုဖုန်းခေါ်มาပေါ့အဲ့ဒီအခါမှာတခါလေးဒီကတရားမဏိတွေပရိကံပြုတာတွေဟိုတခါလေးရှင်းပြပေးมาဖြစ်ပါတယ် အလိုမျိုးလေးသာသနာပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုဒါဒီ YouTube live မှာရှင်းပြတာဖြစ်ပါတယ်အလုံးကြီးရှုသူတွေစိတ်ဝင်စားသူတွေကိုကျေးဇူးအထူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ